မင်္ဂလာပါရှင်။ဝေါသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွင်နဲ့ကယန်လန်နဲ့ကောင်အဖွဲ့ကယန်နန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရီယာပြီးခဲ့တဲ့ AB လကစတင်ပြီးတော့ကော့ဂရိတ်မြို့ဝန်ကျင်နာမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ဒီဥဒ္ဒပိုင်းထဲမှာတော့နာဆာကတက်တွင်နဲ့ကယန်နန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရီကြားဘာကြောင့်တိုက်ပွဲတွေဖြစ်လာခဲ့တယ်လဲဆိုတာနဲ့နာဆာကကလပိုင်းအတွင်းသင်ငန်းညီနောင်ဖြူဟာကိုပြန်လည်သိမ်းယူနိုင်မလားဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်ရိတ်တဲ့ကြီးလာစကတက်တွေရောပြီးခဲ့တဲ့နှစ်မှာခရင်ပြည်နယ်ကော့ဂရိတ်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်လက်ရှိချိန်မှာအာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်နိုင်ဖို့ရှိဝဲစတဲ့ခရင်လက်နက်ကအဖွဲ့ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကော့ဂရိတ်မြို့ကျုံတိုးမြို့မှာ ပြီးခဲ့တဲ့ဧပြီလကစတင်ပြီးတော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကောကရိတ်မြို့နယ်ဟာမော်လမြိုင်မြို့ရဲ့အရှေ့ဘက်မိုင်90ခန်းအကွာမှာတည်ရှိပြီးမော်လမြိုင်မြို့ကနေတိုင်းမြစ်အတိုင်းမိုင်40ခန်းစံတက်ကဟောင်တယောမြစ်လက်တက်ဘက်ကိုချိုးဝင်ပါကကျုံတိုးမြို့ကိုရောက်ရှိပြီးတော့အဲဒီကမှတဆင့်မော်တော်ကားနဲ့ကောကရိတ်မြို့ကို15မိုင်ခန့်သွားရပါတယ်။ကောကရိတ်မြို့ဟာထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့မြောက်ရီမြို့နဲ့50တမိုင်မြတာကွာဝေးပြီးတော့ ကားလမ်းနဲ့ဆက်သွယ်ထားဖြစ်ပါတယ်။ကျောင်းတို့နဲ့ကွန်ကရစ်မြို့နယ်ဟာနာဆာကအစိုးရအတွက်ဖက်အန်ကွန်ကရစ်ပင်ငန်းညီနောင်လမ်းကြောင်းမှာ အရေးပါတဲ့ဒေသတွေဖြစ်ပြီးကွန်ကရစ်မြို့ဟာထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့မြောက်ရီမြို့နဲ့50မိုင်မြောက်သာကွာဝေးပြီးတော့ကားလမ်းနဲ့ဆက်သွယ်ထားဖြစ်ပါတယ်။နာဆာကတပ်တွေပြီးခဲ့နှစ်မှာစတင်ခဲ့တဲ့အောင်စရာစီကြောင်တဲ့အုတ်ချုပ်ထောက်ပံ့မှုဆောင်ရွက်ရာလမ်းကြောင်းလေးဖြစ်ပြီးလက်ရှိအချိန်မှာနာဆာကတပ်တွေဟာတင်ငန်းညီနောင်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ရှိဝဲကြတဲ့ ြံပြန်တိုက်စစ်ဖွင့်လာခဲ့ရမျိုးဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ April 14ရက်နေ့ကစပြီး NASA ကတပ်တွေနဲ့ KNL ပူးပေါင်းတပ်တွေဟာကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့မှာတိုက်ပွဲတွေဖြစ်လာခဲ့ခြင်းဖြစ်ရာ NASA ကရဲ့တပ်မ55လက်အောက်ခံတပ်ရင်းတွေနဲ့လေတပ်တွေဟာလက်တွဲညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွင်းလာမယ့်လပိုင်းအတွင်းကရင်ပြည်နယ်မြားရီမြို့နယ်တင်ကန်းညီနာပြူဟာကိုပြန်လည်သိမ်းပိုက်ရရှိနိုင်ပြီးအလားလာကောင်းတွေရှိနေတယ်လို့သိရပါတယ် 2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း KNL ပူးပေါင်းတပ်တွေဟာတင်ငန်းကြီးနောင်ဖြူဟာကို ထိန်းချုပ်နိုင်ဖို့ရှိရဲတဲ့အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွင်း2024ခုနှစ်အေဘီလာအတွင်းနာဆာကတပ်တွေလက်လွတ်ခဲ့ရတယ်လို့သိရပါဗျ။ KNL ပူးပေါင်းတပ်တွေဟာကော့ဂရိတ်မြို့ကိုထိန်းချုပ်နိုင်ဖို့ရှိရဲတဲ့2023ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကစတင်ပြီးတော့နာဆာကတပ်တွေကိုအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမြေနာဆာကတပ်တွေကအကောင်ဆုံးပုံစံမျိုးနဲ့ ဟန်ချန်ညီစွာတုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် KNL ပူးပေါင်းတပ်တွေဟာကော်ဂရိတ်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်ပြပြခဲ့ရတယ်လို့သိရပါတယ်။ KNL ပူးပေါင်းတပ်တွေဟာကော်ဂရိတ်မြို့ကိုထိန်းချုပ်ဖို့ကြိုးပမ်းရှာမှာမအောင်မြင်ခဲ့တဲ့အတွက်ကော်ဂရိတ်နဲ့မြရီအကြရှိတင်ငန်းညီနောင်အခြေချဆစ်ပြူဝါနဲ့ကိုကဲမှုအောက်တရင်တွေကိုအင်အားသုံးတိုက်ခိုက်ချိန်မှာအေဗီဒါမှာထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။နာဆာကဟာတင်ငန်းညီနောင်ဖြူဟာကိုလက်လွတ်ခရပြီးနောက် နာဆာကဟာတမ55အပါအဝင်ထုံးထုံးအင်ယာအများပြားနဲ့အောင်စရာစစ်ကိုစစ်ကြောင်းဆေးလွှတ်ခဲ့ရပြီးနောက်တနင်္လာပိုင်းကြေမှာကော့ဂရိတ်မြို့ဝန်ကျင်နာကကျုံတိုးမြို့မှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပြီးနာဆာကတပ်တွေအလားအလာကောင်းတွေရှိနေတယ်လို့သိရပါတယ်။နာဆာကပြီးခဲ့နှစ်အတွင်းမှာထိုင်းနဲ့မြန်မာနယ်စပ်ဒေသရှိကြားဖြန့်ခိုင်းတွေကိုဖြိုခွင်းခဲ့ပြီးနောက်လပိုင်းအကြမှာပဲထိုင်းနဲ့ချိတ်ဆက်ထားတဲ့အာရှလမ်းမကြီးအလုံးစုံပြန်လည်ဖွင့်လှစ်နိုင်အောင် တံပြန်တိုက်စစ်ဖွင့်လှစ်တာဖြစ်ပါတယ်။ NASA ကရဲ့အောင်စရစေကြောင်းဟာကွန်ကရစ်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးကဲဇေးရည်နဲ့ပြည်ပြည်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီးသင်ငန်းညီနောင်ဗျူဟာကိုရှေ့ဆက်တိုးမှာဖြစ်တယ်လို့သင်ငန်းညီနောင်ဗျူဟာကိုထိန်းချုပ်နိုင်ခဲ့ပါကမြောက်ရီမြို့ကိုဆက်လက်ထိုးပေါင်းမဲ့အလားအလာတွေရှိနေတယ်လို့စီရင်စိန်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုဒီမို့ကွန်ရက်မှာသုံးသက်ပြောဆိုတဲ့ကိုထိန်ကအခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်ရှင် ကျွန်တော်ကျွန်တော်တို့အားချလာမှကြီးဟာကျွန်တော်သုံးသက်ချက်ရဆိုရင်ကျွန်တော်သုံးသက်တာကနှစ်ချက်ရှိတယ်ပေါ့တော့မိမိတက်တဲ့ကြီးကကော်ရီကိုရောက်လက်ရှိအောင်မြင်အောင်မြင်နေရတယ်ဖြစ်တဲ့ကော်ရီကိုအောင်မြင်နေရတယ်ကော်ရီကနေပြီးတော့ရှေ့ကမတူသေးဖြစ်တဲ့အတွက်အားချလန်ကိုအာပြန်ပြန်ပြီးတော့မဖွင့်မဖွင့်နိုင်တက်မလို့နေရောထိုးစစ်မစသေးဘူးဆိုကျွန်တော်နေခံမှန်းတယ်အခုလက်ရှိမှာကျွန်တော်ကရန်သူတွေနဲ့တက်မလို့နေစစ်ကြောင်းတွေထိတွေ့မှုဖြစ်ပြီးဆိုမိမိတို့ဘက်ကပိတ်ဆို့နေပြီးဆိုတင်ထားရဖြစ်တဲ့အတွက်ဒါတက်မလို့နေထိုးစစ်စပြီးလို့ကျွန်တော်နေသတ်မှတ်တယ်ပေါ့အားချလန်ကို 那个西塞洲有，江西人那样的西塞洲，听着这，你两么，我的这个不是蛮多的呢。哎，你两，你两比我这边，因为你两比我还正一点，哎，偏的欧香木偏一点。就我嘞看，你两比我嘛，哎，淡一点骄傲没，拉白了。啊。哎、嗯，比你两比我嘞，咯，这大一条，两我的大一条，蛮多啊，都是说，听到路啊，实在的，浮一下，西面这个不是不蛮的，听到水田里了，不是蛮多，搞这个的西面这个，你两比我蛮的，哎，你两么？ ခြေကုပ်ရယူပြီးတာနဲ့ဒီဘက်ကစုဖွဲ့မှုပြန်လို့ပြန်ရောက်ပြီးတာနဲ့ပထမနောက်တစ်ချိန်ကညောင်းပြီပဲဟုတ်ဟုတ်ကဲ့အဲကျွန်တော်အထင်ဆိုရင်အေးမကြားတဲ့မကြားတော့တဲ့လာပိုင်းတွေ့လာမှာအရှာကန်ပြန်ခွင့်လိုက်တယ်ပေါ့ဟုတ်အဲ့လိုသွားတော့ပေါ့အေးပါဘာလဲဒီတော့ညောင်းညောင်းပြီဆိုပြီးဥတီကြကြအလန်လန်ဝင်တယ်ပေါ့ကျွန်တော်တို့စစ်တပ်ရဲ့အဲတိုက်စစ်သဘောတဘာဝဆိုရင်လို့ပြမသုံးအနည်းဆုံးရှိမှန်ချက်တစ်ခုပေါ့ရှိမှန်ချက်တစ်ခုပေါ့အဲဒီရှိမှန်ချက်ကိုတိုက်တဲ့အချိန်မှာမိဘက လူလက်နဲ့ဆုံရှုံနေတာဝါရရှိခဲ့မှာဆိုရင်ပြန်လဲစုဖွဲ့နိုင်အောင်ဒုတိယရည်မှန်းချက်မတော်သေးခင်မှာပထမဆုံးရည်မှန်းချက်ရောက်တဲ့အချိန်မှာလည်းပြန်လဲစုဖွဲ့ပြန်လုပ်တယ်ပေါ့ပြန်လုပ်ပြီးတော့မှဒုတိယရည်မှန်းချက်ကိုပြန်သွားမှာအဲကျွန်တော်အရင်သုံးသက်သုံးသက်ပြရမယ်ဆိုရင်ကော့ဂရိတ်ကနေပြီးစစ်ကြောင်းနေရှိစက်တူရဖြစ်တဲ့အတွက်ပြန်တဲ့စီးတယ်မှုဖြစ်ပြီးပြောမှတူရင်ရန်တိဘက်ကစစ်ကြောင်းတွေကဖိတ်ဆို့ပြီးတက်လာတဲ့စစ်ကြောင်းတွေအလုံးဟုတ်ကဲ့ Facebook တွေဖြစ်တဲ့ Facebook တွေဖြစ်တဲ့တိုက်ပွဲတွေဖြစ်နေတာပေါ့ဒီကကြာတော့ညမိဘကအားသာမှုရှိတယ်ဒီကောင်တွေကအင်အားမရှိတော့ဘူးအင်အားမရှိတော့ကျွန်တော်ပြန်ဆင်းလာခင် ကလာတစ်ခုမှလည်းဒီကောင်လေးလင်းနဲ့ချီယူနေထားတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ကမှမြောက်ဒီမှာနေတယ်ဆိုရင်သူကတပတ်မှာ3-4ရက်လောက်ခင်းနဲ့အကြီးတန်းမိနေတဲ့အောင်ကြားတယ်ကျွန်တော်ကအဲ့လောက်ကြီးစော်တယ်ဒီကောင်လေးဒီကောင်တော့မှအင်အားလောက်ကြီးမရှိတော့ဘူးဟုတ်ကဲ့ဒီပြောရမယ်ဆိုရင်ဒီကောင်လေးမှအင်အားလောက်ကြီးမရှိတော့ဖြစ်တော့တယ်ဟိုဘယ်လိုပြောမလဲဆိုရင်လက်စွဲတို့ဘာလို့အစားဆစ်ရှုံပြီသူကဆစ်ရှုံသွားတယ်ကိုပြောတာလေဟုတ်ကဲ့အပြောမယ်ဒီကော့ဂရိတ်ကဒီဟိုဟာလက်စွဲတို့ဘာလို့ကဒီလက်စွဲတို့ဘာလို့ကထိန်းချုပ်တာပေါ့ 哎，个人嘛，个人那做都挂了，平安的爱情嘛，都都不适合在家里哦。是小娃儿都过来，不是来叫他来做。哎，是小娃儿都喜欢人家的，都过来。所以，嗯，忙一点的那块儿，都把那个淘宝的那个方面，就是淘宝，澳门那里了。哎，我一看你嘛，银行到银行洗了哦，看是内塔的呀。哎 <Because, S 1>，别墅里面属于哪么？青家那儿的苦了，别墅里面一些呢，属于没家来了，没家来了。我的秋啊，表姐那些的，呃，地苗是怎么了？送了嘞，就地苗，有些人点不了这个。 အဲ့တော့ကျွန်တော်တာလကလေးပြောကြတာတခုရှိရပေါ့ဟုတ်ကဲ့စကန်ကုန်းတစ်ခုပုံမှာစကန်ကုန်းတစ်ခုမှာမိမိက ရိတ်ခါဆဲရဲစာနဲ့နေနေမယ်ဟုတ်ကဲ့ရိတ်ခါဆဲရဲစာနဲ့ရှိနေတဲ့အချိန်မှာရန်သူကမိမိကိုတရက်နေမှလာတိုက်မှလာကိုရက်နေမှလာတိုက်မှလာဒါမှမဟုတ်ဆယ်ရက်နေနောက်ပိုင်းမှတိုက်မှလာအဲ့တော့တရက်နေရတိုက်တယ်ဆိုရင်ရိတ်ခါဆဲရဲစာရှိတယ်ဆိုကိုရက်စာကိုချင်းချင်းခံနိုင်သေးတယ်အဲ့တော့ပြန်သူကလေးမိမိရဲ့ရှိတယ်အဲ့ချိန်ကြာလာလေမိမိတမတော်စစ်ကြောင်းတွေကနိုင်ရဖို့များတာလေးပဲဒီကောင်းလေးမှာဒီကောင်းလေးမှာအင်အားတလောက်မရှိတော့တဲ့အတွက်ဒီကောင်းလေးမှာလောက်ွက်တဲ့တလောက်မပြနိုင်တော့တော့ဘူး 那个表妹说，后边天天都把肉往家带，是吧？六个表老好啦不？六个表老好不？里边个肉是实在猪肉么？说里边里是对的。啊，好个。是，新新米个不？后边有新米个，后边在那点么说，后边我们多好，在那里边里。那个后天呢，就就多大一点？那个新米也有做红烧菜干的，也有也有带点老带点那个细点不？他们年龄啊，okay. 他们老多就是说，表妹说，第那段时间老外两个眼婆一起的，也都是那个两个眼的伢了，不然也脱了。 ကရင်ရထုတ်တာပေါ့ကရင်ဆိုသူက 4D လို့ပါတော့အစားအကုန်ထုတ်လို့နိုင်တယ်ပေါ့ဟုတ်ကဲ့ညနေကရင်နေအားလုံးอ่ะအဲ့တော့ပြောရမစို့ကရင်ကိုဦးနေနိုင်ရင်ကျန်တဲ့အရာတွေအားလုံးအောင်မြင်ပြီဟာဟုတ်ကဲ့အဲ့တော့တချို့မကျွန်တော်မရှိသေးတာကိုကြီးဒီမော်လို့ပါတော့မှနှစ်ချိန်နှစ်ချိန်လုံးကရင်ရနောက်မကြသေးခင်တော့အလောင်းတော့တုံးဝစားသေးတယ်အဲ့တော့လက်ရှိရောက်ရှိနေမိမိရဲ့အောင်မြင်မှုနေမြေအောင်မြင်မှုနေမြေကကော်ရိတ်ဟုတ်ကဲ့မိမိတွေပြန်လဲအလုံးစုံတချင်းယူနိုင်ဖြစ်တော့တယ်ပြန်လဲ တိဆောက်ရေးတွေပြန်လဲဟိုဖြစ်ရေးလုပ်လုပ်ငန်းရှင်တွေပါလုပ်ပြီးသွားရည်ဖြစ်တဲ့အတွက်ကော့ဒီကမိမိတို့တက်တည်ရဲ့အလုံးစုံအချင်းရောက်လာပြီဟုတ်ကဲ့အဲတော်တော်တမ55ကလည်းကော့ဒီမှာထိုင်နေလဲလို့ထင်ရတယ်အဲ့တော့82ယူပေါ့ဟုတ်ကဲ့82ယူပေါ့မိမိအောင်မီအောင်မီကနေပြီးတော့ရီမတ်ချက်ညီနောင်ဘက်ကို82ယူပေါ့ဟုတ်ကဲ့ညီနောင်82ယူညီနောင်ရောက်ပြီဆိုရင်အဲ့တော့ပိတ်တော့ပိတ်ဆို့နိုင်လိမ့်မယ်အချိန်ကာလတစ်ခုတော့ရည်ရှိမရဘူးပေါ့အင်အားလုံလက်လက်ခင်ရအားလုံးအဖွဲ့ကြီးပုံတွေရတော့လုံးဝမရှင်းနိုင်တော့ဘူး ဲ့တော့အချိန်ကာလတစ်ခုရောက်ပဲပြေဆိုနိုင်လိမ့်မယ်အာဇွန်လောက်ဇွန်လောက်ပြတင်းမှာညီနောင်လောက်ရောက်မလို့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်လို့အဲအဲ့တော့ဒီခုလက်ရှိမှာဒီကော့ဂရိတ်ကနေပြီးတော့မိမိတို့အောင်မြင်ရောက်ရှိနေတဲ့နေရာနေပြီးတော့ဒီရောက်ရှိနေတဲ့တက်မတော်စစ်ကြောင်းတွေအောင်မြင်ရောက်ရှိနေတဲ့နေရာနေ82ဝီဖြစ်တဲ့အတွက်ရန်သူနဲ့ထိတွေ့မှုဖြစ်ပြီးအဲရန်သူနဲ့ထိတွေ့မှုဖြစ်တဲ့အတွက်တက်မတော်စစ်ကြောင်းကအာရှလန်ကိုပြန်ဖွင့်ပြန်ဖွင့်ပါလားပြန်ဖွင့်မိကျင်ပြီလားပြန်လို့ဟိုရီမန်ချက်ကိုစပြီလားဟုတ်ကဲ့အဲအဲ့လိုမျိုးပေါ့အဲ့တော့တရားတစ်ခုက82နေပြီ ပြည့်စက်တို့တို့ဒါစီချောင်းနေနေဟောဖြစ်တာဒီကောင်ကြီးကော့ရိတ်ကိုလည်းသွားတိုက်လို့မရဘူးသွားတိုက်ရင်လည်းဒီကော့ရိတ်ကဒီကောင်ကြီးလက်နေကြီးလာပြီးပြန်ပြေးသွားတော့ပြေးသွားတဲ့ဖက်ကမလို့တော်ပေါ်နဲ့တိုက်ချတာဟုတ်ကဲ့အဲ့ဒါဟိုရောလီယာဆိုလည်းလက်နေကြီးလာပြီးပြန်ပြေးသွားတယ်ပြေးသွားဒီကောင်ပြေးသွားလမ်းကတော့ဒုံးဖွဲတိုက်ချတယ်ချင်းပါဒီကောင်ကြီးရှိရအဖွဲကတော့တော်တဲ့ဘုံကနှဲ့ဝဲပြထွက်လာအဲ့တော့ဒီဒုံးဖွဲတွေကလည်းတော့ဒီဟောဖြစ်တယ်သူအကုန်လုံးကပြောမယ်ဆိုရင်ဘုံကြီးရတဲ့နေရာမှာမိမိတက်မလို့စကြောင်းတွေအားလုံးကစုဖွဲ့မှုလက်နေခင်ရတွေကသူစုဖွဲ့မှုတွေအားလုံး အထင်ပြန်လောက်တာဖြစ်တဲ့အတွက်82ဦးပေါ့82ဦးပေါ့အဲ့တော့82ဦးဖြစ်တဲ့အတွက်မကြာသေးတဲ့အချိန်မှာနောက်မကြာတော့တဲ့လာပိုင်းတွင်းမှာဒီညီနောင်ကိုရောက်ရှိလိမ့်မယ်ဟုတ်ကဲ့စိတ်တော့ပိတ်ဆို့နိုင်လိမ့်မယ်အချိန်ကာလတစ်ခုရပဲပိတ်ဆို့နိုင်တယ်မိမိလိုအလုံးစုံထင်ကြုံနိုင်တဲ့ကော်ပိုရိတ်ကြီးအောင်မြင်ရနေပြီးတော့ညီနောင်ကို82ဦးပြီးတော့ကျွန်တော်အနေနဲ့ယူဆရတယ်